မင်္ဂလာပါဒီနေ့ကျမတို့အတူတူလေ့လာဆန်းစစ်ကြည့်ဖို့စိတ်ဝင်စားစရာအကြောင်းအရာလေးတစ်ခုရှိပါတယ်ဟုတ်ကဲ့ဒါကတော့ဘူတာဘာသာရှူထောင်းကနေနေစဉ်ဘဝမှာစွမ်းအင်တွေပိုကောင်းလာစေဖို့အဲပိုပြီးတော့အိုင်ပြေဝရဲနေရက်တွေပိုင်ဆိုင်ဖို့လုံနိုင်တဲ့ရိုးရှင်းတဲ့နနက်ခင်းအလေးအကျင့်၃ခုအကြောင်းပါပဲ။음နနက်ခင်းအလေးအကျင့်လေးတွေပေါ့။ဟုတ်ပါရဲ့။အဓိကအရင်အမိတေကထောက်ပြောင်းနေရတာက ဒီလိုတေးသေးလေးလို့ထင်ရတဲ့အပြောင်းလဲတွေကဘဝမှာတကယ်ကြီးမားတဲ့အယိုးတက်ရောက်မှုတွေဖြစ်စေနိုင်တယ်ဆိုတာပါပဲဟုတ်တယ်ဟုတ်တယ်ဒီပေမဲ့အစွမ်းထက်တမ်းမျိုးပေါ့ကဲဒါဆိုပထမဆုံးအလေးချင်ကိုစာကြည့်ကြရအောင်လားကောင်းပါပြီနံပါတ်၁ကတော့ဂျေဇူးတည်တတ်မှုပါယင်းအမြင့်တွေမှာပြောရတာက နေတဲ့တစ်ခုစပြီဆိုတာနဲ့ကိုယ်မှာရှိနေတဲ့အရာတွေအချီနေနေကြုံခဲ့တဲ့အတွေ့အကြုံတွေကောင်းတာရောဆိုးတာရောပေါ့အလုံးတက်ကျေးဇူးတင်စိတ်လေးနဲ့စဖို့ဆိုထားတယ်။อืม ကောင်းတာရောဆိုးတာရောဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်နော်ဟုတ်ပါတယ်ပြီးတော့ကိုပော့ဝင်းချင်းကလူလီကိုကိုတင်ခန်းစားပေးခဲ့သူတွေအမတ်တရားကောင်းတွေပေးခဲ့တဲ့သူတွေအပေါ်မှာလည်းအလိုကျေးဇူးတင်စိတ်ထားဖို့ပြောထားတာမျိုးတွေ့ရတယ်โอเคဒီကျေးဇူးတည်တာမှုနဲ့ပတ်သက်ပြီးတကကိုဘွားအပေါ်မကျေနပ်တဲ့စိတ်ဟိုငါဘွားကဘာဖြစ်နေတာလဲဆိုးလိုက်တာဆိုတဲ့အမြင်မျိုးကိုတော်တော်လေးပြောင်းလဲပြစ်နေတယ်ဆိုတော့ပဲအော်ဟုတ်ကဲ့ အကဲခဲဒီတင်ကန်းစားပေးတော့တဲ့အစိုးတရားတွေဆိုတာတွေကိုပါကျေးဇူးတင်တာလာရင်အမြင်ကပြောင်းသွားတာပေါ့ဆိုတော့အတွေ့အကြုံတွေလူဖို့ကိုတဲ့အာနုံကကိုယ့်ရဲ့တိုးတက်မှုအတွက်တနည်းမဟုတ်တနည်းအထောက်ကူပြုတယ်ဆိုတဲ့အမြင်မျိုးဖြစ်လာစေတယ်လို့ဆိုတယ်မှန်ပါတယ်အဲ့ဒီအတွင်းစိတ်ရဲ့အမြင်ကိုပြုပြင်ပြီးတဲ့နောက်မှာဒုတိယအလေးချက်တစ်ခုကိုဆက်ကြည့်အောင်ဒါကတတိယလက်ကင်ထားခြင်းပါ mindfulness ပေါ့အင်း mindfulness ဟုတ်ကဲ့ အရင်မြစ်တီကအကြံပြုထားတာကနေ့တိုင်းအချိန်နည်းနည်းလေးပဲ9မိနစ်ဖြစ်ဖြစ်10မိနစ်ဖြစ်ဖြစ်ပေါ့လေကိုအခုလက်ရှိလုပ်နေတဲ့ရတခုခုဥမာလမ်းလျှောက်နေတာမျိုးဒါပေမဲ့ဘာမှမလုပ်ဘဲထိုင်နေရင်နဲ့ကိုရဲ့ဝင်းသက်ထွက်သက်လေးပေါ်မှာပဲအာယုံစိုက်ထားဖို့ပြောတာအချိန်အကြာကြီးမလိုဘူးဗောနော်ဟုတ်ပါတယ်တီးတန့်ကြီးတရားထိုင်တဲ့ပုံစံမျိုးလုပ်ဆရာမလိုဘဲကိုရဲ့နေ့စဉ်လုံဝန်းဆောင်တာထဲမှာထည့်သွင်းကျင့်သုံးလို့ရတယ်ဆိုတဲ့သဘောမျိုးဖော်ပြထားတယ်ဒီတတိယရဲ့အဓိကအနှစ်သာရကတော့စိတ်ကို လက်ရှိရဲ့ချိန်ပြစ်စုပန်တဲ့တဲ့မှာပဲကထားနိုင်ဖို့ပဲဗျာဟုတ်ကဲ့အရင်မြစ်တည်းလက်ညှိုးမှုရာဆိုရင်ဒါကနေ့စဉ်ကြုံနေရတဲ့ဆေးပြန့်လွက်မှုတွေအဲအတွေးဟိုရောက်တယောက်ဖြစ်နေတာတွေကိုတိတိတတ်တာထင်းချုပ်နိုင်စွမ်းရှိလာစေတယ်ဟုတ်ကိုလုံနေတဲ့အလုတ်တခုခုဒါမှမဟုတ်ရိုးရိုးလေးပဲဝင်းလစ်ထွက်လေးလိုမျိုးကိုယ်ခန္ဓာကိုယ်ရဲ့အာယုံခံစားမှုတခုခုပေါ်မှာအာယုံစူးစိုက်ထားလိုက်ခြင်းအထင်စိတ်ရဲ့ shock တွားနေတဲ့အကျင့်ကိုထိန်းနိုင်လာတယ်ပေါ့ဗျာကောင်းပါပြီ ဒါဆိုရင်ကျေးဇူးတရားနဲ့အတွင်းစိတ်ကိုပြုပြင်တယ်တတိတရားနဲ့အာယုံကိုပိစုပန်မှာထိန်းတယ်တတိယအလေးချင်းကတော့ဘာဖြစ်မလဲဟုတ်ကဲ့တတိယကတော့မိမိကိုယ်ကိုအကောင်းမြင်စိဖြင့်ပြောဆိုခြင်းနဲ့ positive self talk ပေါ့နော်အာ positive self talk ဟုတ်ပါလေကိုယ့်ကိုယ်ကိုအပြစ်တင်နဲ့တံဖိုးချတဲ့တွေးတွေစကားတွေဥပမာငါကတော့တံဖိုးမရှိပါဘူးငါကဘယ်မှမချစ်ပါဘူးဆိုတာမျိုးပေါ့ အဲ့လိုတွေးဝင်လာရင်တတိထားပြီးတော့အကောင်းမြင်နဲ့အတီးပြုတ်ချွတ်ခြင်းနဲ့ပြန်ပြီးတွန့်ပြန်ဖို့အရင်းမြစ်တွေကလန့်ညွန့်ထားတယ်။တွန့်ပြန်ဖို့ဆိုတာပေါ့။ဟုတ်ကဲ့။ဥမာပြောရရင်ငါဟာချစ်ခင်ခံရဖို့ထိတ်ထိန်ပါတယ်။ငါ့ဘဝကကောင်းမွန်ပါတယ်။ငါဟာအချိုးရှိအောင်လုပ်နိုင်တဲ့သူပါဆိုတာမျိုးတွေနဲ့ကိုကိုကိုအားပေးတဲ့စကားတွေပြောခိုင်းတာပါ။ဒီချက်ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။အရင်းမြစ်ရဲ့ကျူးကျောင်းပြပုံကကိုကိုကိုအစိုးမြင်စိတ်နဲ့ပြောနေမိတာဟာ တတိမထားမိလိုက်ရင်အလေးချင်းတစ်ခုလိုဖြစ်သွားတတ်တယ်တဲ့ဟုတ်ကဲ့နော်အချင်းပါသွားတာမျိုးဟုတ်ပါတယ်အဲ့ဒီခါကျတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားရောကိုကိုကိုယုံကြည်မှုရော အပေါ်မှာအနုလက္ခဏာဆောင်တဲ့တက်ရောက်မှုလေးတဖြည်းဖြည်းနဲ့များလာနိုင်တယ်လို့ထောက်ပြထားတယ်ဟွန်းဒါကြောင့်ကိုယ်မှာရှိတဲ့စွမ်းရည်တွေလက်ရှိတဲ့ပူပြီးကောင်းအောင်အကျိုးရှိအောင်လုပ်နိုင်တဲ့ကိုယ့်ရဲ့အရေးချင်းကိုယုံကြည်ဖို့အဲ့ဒီယုံကြည်မှုကိုအားပေးတဲ့စကားလုံးတွေကိုတုံးဖို့အလေးပေးထားတာတွေ့ရတယ်ဟုတ်ကဲ့ ဒီလိုကိုယ့်ရဲ့တွင်းစကားကို ပြောင်းလဲလိုက်တာကရေရှည်မှာတကယ်ကို အဖြူတဘောဆောင်တဲ့ကောင်းမွန်တဲ့အပြောင်းလဲတွေကိုယူဆောင်လာနိုင်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ကျမတို့လေ့လာခဲ့တဲ့မနခင်မှာစတင်ချင်းသုံးနိုင်တဲ့အဓိကအလေးချင်းသုံးခုကတော့ဂျေဇူးတည်တတ်မှုပြီးတော့တတိတရားလက်ခံထားမှုဟုတ်ကဲ့နောက်ဆုံးတစ်ခုကမိမိကိုယ်ကိုအကောင်းမြင်စေဖြစ်ပြောဆိုမှုတို့ပဲဖြစ်တယ်နော်ဟုတ်ပါတယ်ဒီသုံးခုပေါ့တရားချက်လက်တွေအားလုံးကနေကျမတို့ကောက်ချက်ဆွဲနိုင်တာတော့ဒီလိုရိုးရှင်းတဲ့ ်တင်းငယ်တယ်လို့ထင်ရတဲ့နေ့စဉ်အလေးချင်းလေးတွေကပဲဘွားမှာတကယ်တိတိတတ်တာကောင်းမွန်တဲ့အပြောင်းလဲတွေကိုဖန်တီးပြနိုင်စွမ်းရှိတဲ့ဆိုတဲ့အချက်ပါပဲဟုတ်ကဲ့တင်ပြောတဲ့ရှုထောင့်အရာတော့ဒီအလေးအကျင့်တွေကိုမန်မန်လေးတာလုပ်သွားမယ်ဆိုရင် ကောင်းကျိုးတွေရရှိလာမယ်လို့ဆိုထားတာပေါ့နော်ဒီနေ့မှာနားထောင်သူတွေတဲ့ဆက်ပြီးစဉ်းစားစရာအချက်လေးတစ်ခုပေးချင်တာကတော့ဟုတ်ကဲ့အေးမြစ်တွေရဲ့အဆိုးအရာဘာကြောင့်ဒီလိုတင်းငေးတယ်လို့ထင်ရတဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုလေးတွေဟာ ဒီရှုထောင်ကကြည်ရင်ဒီလောက်ကြီးမားတဲ့အတွင်းစိတ်ရဲ့အတွင်းကူပြောင်းမှုလေးဘဝရဲ့တိုးတက်မှုတွေကိုဖြစ်ပေါ်စေနိုင်ရတာလဲဆိုတဲ့မေခွန်းလေးပါပဲအဲ့ဒါလေးကိုစက်ပြီးစင်ကျင်ကြည့်ဖို့အကြံပြုချင်ပါတယ်